တသားရူမမီတို့ရေမင်္ဂလာပါဒီနေ့ပြပြမဲ့ပုံမြင်လေးကတော့လိုချင်နေလေးတဲ့တခါကကွကွေးဆိုတဲ့ကောင်လေးတယောက်ရှိတယ်သူမမစီမရှိရသူစီမမရှိရင်ကွကွေးကသူမမစီကနေလူယူလိုက်တာပဲတဲ့မမီကဘာလူယူလိုက်တာလဲလို့မင်းကွကွေးမမမရှိရလို့ပြန်ဖြေတတ်တယ် မနဲ့ကွကွကိုဆင်နူလေးဝယ်ပေးထားရင်လေကွကွကသူ့ဟာကိုမတွေ့ရင်လိုက်မရှာတော့ဘဲနဲ့မမစီကနေလူယူတတ်တယ်။မိမိကဘာလို့လူယူလိုက်တာလဲလို့မေးပြန်ရင်လေကွကွဟာမှမရှိတော့တာလို့ပြန်ပြောတတ်တယ်။မိမိကကုပစ္စည်းကိုတေချာသိမ့်ဖို့မတွေ့ရင်ရှာဖို့သူများပစ္စည်းကိုမယူဖို့အမေပြောနေလေကွကွရတော့နားမထောင်ဘူး။ဒီနေ့မိမိကကွကွမုံကိုယူစားလိုက်တယ်။ ကိုကိုကငိုတော့မိမမမရှိတာလို့မိမိကလည်းကိုကိုပြောသလိုပဲပြန်ပြောလိုက်တယ်။နောက်တော့မိမိကကိုကိုအင်ဂျီကိုဈေးထဲကကလေးချက်ကိုပေးလိုက်တယ်။ကိုကိုကမပေးချင်တော့မိမိကအဲ့ဒီကလေးစီမမအဲ့ဒီအင်ဂျီမရှိတာလို့ပြောလိုက်တယ်။နောက်တစ်ရက်ကျတော့မိမိကကိုကိုအရုပ်ကိုယူလိုက်မယ်လို့ပြောပြန်တယ်။ကိုကိုကမပေးချင်ဘူးဆိုတော့မိမိကမိမိမမမရှိတာယူလို့ရတာပဲမဟုတ်လားလို့ကိုကိုကိုမေးလိုက်တယ်တဲ့။ အဲ့ဒါနဲ့ကွကွရလေကွကွဟာလေမမေရှင်လို့မရဘူးလေလို့ပြန်ဖြေလိုက်တယ်မမေကကွကွလည်းမမပစ္စည်းတွေကိုအမြဲယူတယ်မမပစ္စည်းတွေကိုကွကွယူလို့ရတယ်ဆိုရင်မမေတို့လည်းကွကွပစ္စည်းတွေကိုယူလို့ရတာပေါ့လို့ပြန်ပြောလိုက်တယ်မရဘူးကွကွမကြိုက်ဘူးလို့ကွကွကပြန်ပြောတော့ ဲ့ဒါဆိုကိုကိုကမမပစ္စည်းတွေကိုယူတာမုံတွေလူစားတာမမကကြိုက်မဲ့ထင်သလားတခြားသူတွေကရောအဲ့လိုအလုတ်ခံရရင်ကြိုက်မဲ့ထင်သလားလို့မေမေကမေးတယ်ကိုကိုလည်းတေချာစဉ်းစားကြည့်လိုက်တယ်မမတို့လည်းဘယ်ကြိုက်မလဲနော်ကိုကိုကမှားသွားတာကိုတီးသွားပါပြီတောင်းမမာရင်မေမေကိုကိုနားလဲပါပြီနောက်ဆိုလူမယူတော့ပါဘူးလို့ကိုကိုကမေမေကိုဂရိပေးလိုက်ပါတယ်ပုံမြင်လေးကတော့ဒါပါပဲ ကဲအခုမိခွန်ဒီသုံးခုမိပါမယ်ပထမဆုံးမိခွန်ကကိုကိုကသူ့လူစင်တာတစ်ခုခုရှိရင်မလုပ်တတ်တလေတဲ့ဒုတိယမိခွန်လေးကတော့ကိုကိုကမိမိကသူများပစ္စည်းတွေမယူရဘူးလို့ပြောရင်ကိုကိုကနားထောင်တတ်သလား နောက်ဆုံးမိခုနေရတော့မိမိကကုကွေးစီကပစ္စည်းတွေကိုယူလိုက်တဲ့အခါမှာကုကွေးကဘလူခန်းစားရတယ်လေတဲ့ဟုတ်တယ်နော်သူများပစ္စည်းတွေကိုမယူရဘူးနော်ဘာလို့လဲဆိုတော့ကုပစ္စည်းကို သူများယူရင်လည်းမချိုက်ဘူးလေအဲ့ဒါဆိုတော့တခြားသူတွေကလည်းသူတို့ပစ္စည်းကိုကိုကသွားယူရင်ဘယ်ချိုက်မှာလဲဆိုတော့တသားမိမိတို့လည်းသူများပစ္စည်းကိုလူယူတာအတင်းယူတာမျိုးမလုပ်ရဘူးနော် ကဲနောက်တစ်ခေါက်ပုံမြင်နောက်တစ်ခုနဲ့ပြန်တွေ့ပါမယ်တတား